နောက်မှပေါက်တဲ့ရွှေချပင်လေးကဒီအာရကဘာမှာဆရာကြီးတွေဆိုတဲ့လူတွေကိုဒီအမှုန့်ကျိတ်ပြလိုက်တာအနံတိုက်ပြလိုက်တာဒီနေ့မှာတော့အစ္စရေးနိုင်ငံစတင်တရှိဖြစ်ပေါ်လာပြီဆိုကြတဲ့ကအမေရိကန်ကဘာဖြစ်လို့ကူညီပေးနေရလဲအဲ့ဒီအကြောင်းကိုကျွန်တော်အနေနဲ့ပြောဖို့ဆိုလို့ရှိရင်အခုဖြစ်ပေါ်နေတဲ့ထောက်ပံ့ပေးနေတဲ့အခြေအနေတွေရောပြီးတဲ့အခါမှာတမိုင်းမှာဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုပါကျွန်တော်တို့ပြန်မပြောလို့မရပါဘူးအဲ့ဆိုလို့ရှိရင်ကျွန်တော်အယူဆုံးဒီတမိုင်းစီကိုပြန်သွားကြည့်အောင်ပါ 1948မှာအစ္စရေးနိုင်ငံကိုစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်1948အမေရိကန်နိုင်ငံရဲ့သမ္မတကတော့ဒီ Harry Truman ဖြစ်ပါတယ် Harry Truman ကဒီ Fourfold Declaration ကိုအရန်ထောက်ခံတာဖြစ်ပါတယ်ခုနကပြောတဲ့ဒီ Fourfold Declaration ဆိုတာကဘာလဲဆိုလို့ရှိရင်1919ခုနှစ်မှာဒီဗီတိန်ကထုတ်ထားတဲ့ဂျူးလူမျိုးတွေဒီအစ္စရေးမြေပေါ်မှာနိုင်ငံတည်ဆောက်ခွင့်ရှိတယ်ဆိုတော့ဒါပညာစတမ်းဖြစ်တယ်ပေါ့နော်ဒါသူတို့အတွက်ကိုထုတ်ပေးထားတာဖြစ်တယ်အဲ့ဒါကို ဒီ Truman ကထောက်ခံတယ်။ဘာဖြစ်လို့လဲဆိုလို့ရှင်တော့ဒါအချက်သုံးချက်ကိုသွားတွေးရတယ်ပေါ့နော်။နံပါတ်၁ချက်ကတော့ဒီဂျူးလူမျိုးတွေဒီဒုတိယကမ္ဘာစစ်မှာတန်းနဲ့ချီပြီးတော့ကျွန်တော်တိချီပျက်စီးခဲ့ရတယ်ဆိုတာကသူတို့မှာကိုပိုင်နိုင်ငံမရှိဘူးဆိုပြီးသူကသတ်မှတ်ထားတယ်။နောက်ထပ်နံပါတ်၂ချက်ကကျတော့ဒီသူရဲ့နောက်သက်တမ်းအထွက်ကိုအဲ့ဒီအမေရိကန်တွေကဂျူးတွေရဲ့ထောက်ခံမှုဒါသူလိုချင်နေပေါ့။နံပါတ်၃ချက်ကတော့သူရဲ့အချမ်းမရှိနေ လက်ကလိုင်းဖော့ဆိုတဲ့လူကဒါသူ့အရန်ကိုတွန်းအားပေးပြီးတော့ဒါထောက်ခံခိုင်းခဲ့တယ်ပေါ့နော်အဲ့ဒါနဲ့ပဲဒီ1948ခုနှစ်မေလ14ရက်နေ့မှာတော့ဒီအစ်ရီနိုင်ငံကသူဟာကမ္ဘာပေါ်မှာလွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းကိုစတင်ကြေညာလိုက်တယ်အဲ့လိုကြေညာပြီးလို့မှနောက်ထပ်ကို70မိနစ်ပဲကြာသေးတယ်အမေရိကန်ကလည်းပဲအစ်ရီဒီလွတ်လပ်သောနိုင်ငံတစ်နိုင်ငံဖြစ်သည်ဆိုတာကိုသူကပါလိုက်ပြီးထောက်ခံပေးခဲ့တာကြားထဲမှာ70မိနစ်ပဲကြာတာနော် ဟုတ်ပြီအဲ့ဒါနဲ့နောက်တစ်ရက်လည်းရောက်ရောမေလ15ရက်နေ့အဲရောက်တဲ့အခါမှာတော့ဒီအစ္စရေးကိုဝိုင်းထားတဲ့အီရတ်ပြည်ခါမှာအီရန်ဂျပန်ဆီးရီးယားဂျော်ဒန်ဒီ၅နိုင်ငံကပေါင်းပြီးတော့ကျွန်တော်အစ္စရေးကိုတိုက်ခိုက်တယ်တိုက်ခိုက်တဲ့အခါမှာတော့အစ္စရေးကလည်းပင်ဒီသူ့ရဲ့ဦးဆုံးတိုက်ပွဲမှာပေါ့နော်ဒီအဲ၅နိုင်ငံလုံးကိုအကုန်လုံးကိုအနိုင်ပိုင်းပလိုက်တယ်အနိုင်ပိုင်းပြီးတဲ့အခါမှာဒီ UN ကသတ်မှတ်ပေးထားတဲ့ဒီ arrest rate 60%ကိုပါသူကဖိမှတ်ပလိုက်တာအဲ့ဒီချိန်တုန်းကဆိုလို့ရှိရင်ဒီ အမေရိကန်က Israel ကိုလည်းလုံးဝမထောက်ပံ့သင့်ဘူးเนาะအဲတော့ဆိုလို့ရှိရင်ဒီအမေရိကန်က Israel ကိုဒီသူနိုင်ငံရဲ့ဒီဘယ်လိုပြောမလဲဒီငွေနဲ့ဆက်ချောက်ပဲထုတ်အောင်နေရတခြားဘာမှသိပြီးကြောက်ထောက်မှမပေးသေးဘူးဟုတ်ပြီအဲ့ဒါလည်း1950ခုမှာတော့အဲဒီပါလက်စတိုင်းနေပေါ့เนาะဒီပါလက်စတိုင်း ဒီအသေးခံစစ်စင်ကြီးတွေကပုံများလာတယ်ပေါ့နော်အတူအဓိကတော့အဲ့ဒီ irate တွေကပေါ့နော်ဒီ palestine မှာရှိတဲ့လူတွေကဒီ history ထင်ကျုပ်တဲ့နေမြေတွေမှာသူကအသေးခံစစ်စင်ကြီးတွေလောက်ချတာအဲ့လိုလောက်တာကိုလည်းပင်ဒါ egypt ကထောက်ပံ့ပေးတယ်ဆိုပြီးတော့ကျတာ history ကမြင်းနေရေပေါ့နော်အဲ့ဒါနဲ့ပဲ1956ရောက်လာတာ56ရောက်တဲ့အခါမှာတော့ဒီ egypt နိုင်ငံကနေပြီးတော့ကျတော့ဒီ sinai ဂျွန်းကိုပေါ့နော်သူကဒီသူ့ရဲ့နိုင်ငံပိုင်းဆိုပြီးကျင်ညာလိုက်တာကျညာရဲ့အခါမှာတော့ဒီပြင်သစ်နိုင်ငံအထွက်ရောပြီးတဲ့အခါမှာအင်္ဂလန်အထွက်ရောဒါတော်လေးဥမှသူတို့အထွက်ကထိခိုက်ခဲ့တာပေါ့နော် ဲ့လိုထိခိုက်တာကိုလည်းပဲသူတို့ကမချိုက်ကြဘူးပြီးတဲ့အခါမှာဒီအစ္စရေးကလည်းပဲဒီသူ့နိုင်ငံထဲမှာဒီပါလက်စတိုင်းဒီအသေးခံအချမ်းပတ်တွေရှိတာကဒီအီဂျီရဲ့လက်ချက်ပေါ့သူအဲ့လိုမျိုးယူဆထားတာအဲ့ဒါနဲ့ပဲဒီ1956မှာတော့ဒီအစ္စရေးရဲ့ပြီးတဲ့အခါမှာပြင်သစ်ရဲ့အင်္ဂလန်ရဲ့အဲ့သူ့နိုင်ငံပေါင်းပြီးတော့ဒီအစ္စရေးနိုင်ငံတွေကိုကျူးကျော်တာပေါ့နော်အဲ့လိုမျိုးကျူးကျော်ဝင်ရောက်တိုက်ခိုက်တဲ့အခါမှာတော့ဘယ်သူကမချိုက်လဲဆိုလို့ရှိရင်အမေရိကန်မချိုက်ဘူးသူတို့တိုက်ခိုက်တာအောင်မြင်တယ်ဒါပေမဲ့ တကယ်မကြိုက်တာလုံးဝ CIA ဖြစ်နေရပါတော့အမေရိကန်ဖြစ်နေရဒါပေမဲ့ဒီအမေရိကန်နေတော့မဟုတ်ဘူးပေါ့နော်ဒီ UN ကရောပြီးရဲ့ခါမှာဒီ Soviet Union ကလုံးဝမကြိုက်ဘူးပေါ့နော်အဲ့လိုမကြိုက်တဲ့ခါမှာတော့ဒီသူကလုံးဝကို PR ပေးကြတယ်အင်္ဂလန်အပေါ်ပြီးရဲ့ခါမှာပြင်သစ်အပေါ် History အပေါ် PR ပေးကြတာဒီ Soviet Union ဆိုလို့ရှိရင်ဘယ်လောက်ထိ PR ပေးရဲဆိုလို့ရှိရင်သူ့အနေနဲ့ဒီလေချောင်းကနေပုံကျဲတိုက်ခိုက်ရလိမ့်မယ်ဆိုပြီးဒါချင်းောက်ခဲ့သေးရပေါ့နော်အဲ့ဒါနဲ့ပဲဒီအင်္ဂလန်ရောပြင်သစ်ရောနောက်ဆက်သွားတယ်ပြီးရဲ့ခါမှာ Israel တပ်တွေကိုလည်းပဲနောက်ကိုဆုတ်ခန်းပြီးတော့အဲ့တပ်တွေနေရာမှာဒီ UN တပ်တွေကို ဒီအစားထိုးခဲ့ရတယ်ပေါ့နော်အဲ့ဒါနဲ့ပဲဒီဒီ history ကလည်းပဲအစ်ချစ်ကိုဝင်ရောက်ခဲ့ပြီမဲ့ဒါမရခဲ့ပဲနဲ့အစ်ချစ်ကသူ့နာမည်သူဒါပြန်ပြီးတော့ထိန်းသိမ်းနိုင်ခဲ့တယ်ပေါ့နော် ဒီနေရာမှာကျွန်တော်ပြောဖို့တခုလိုတာဗာလဲဆိုလို့ရှိရင်ဒီအစ္စရေးက1960ကျော်လာပြီဆိုကြတဲ့ကဒီသူ့မှာကနျူကလ িয়ার လက်နက်ပိုင်ဆိုင်နေဆိုပြီးတော့ကျွန်တော်ဒါတရင်အတော်လေးထွက်လာတယ်ပေါ့နော်အဲ့ဒါကိုဒီဂျွန်ကနေဒီကလည်းပဲဒီတာစီခဲ့ပြီမဲ့သူကနောက်ချခဲ့တာသူမမေ့ခဲ့ဘူးပေါ့နော်ဒီအစ္စရေးကလည်းအဲ့ဒါကိုအောင်မြင်ခဲ့တယ်ဆိုပြီးတော့ဒါသိရတယ်ပေါ့နော်ဒါပေမဲ့အစ္စရေးကတော့အဲ့ဒါကိုတရားဝင်တော့ဒါဝန်မခံထားဘူးပေါ့နော်အဲ့ဒါနဲ့ပဲဒီအစ္စရေးနိုင်ငံအထွတ်ကိုလုံးဝတော့တငယ်ချင်းကောင်းမိတ်ဆွေကောင်းတယောက်ရမယ့် ဒီစစ်ပွဲတစ်ခုကပေါ်ပေါက်လာခဲ့တယ်ဗျအဲ့ဒါကတော့1969ခုနှစ်ဒီဇွန်လ9ရက်နေ့ကစတဲ့တိုက်ပွဲပါအဲ့တိုက်ပွဲမှာဆိုလို့ရှင်လည်းပဲဒီအီရတ်အီရန်စီးရီးယားလစ်ဗနွန်ဂျော်ဒန်အဲ့ငါးနိုင်ငံကနေပြောမှဒီအစ်စရီးအရင်တော့ကတင်းမိခဲ့တဲ့နေမျိုးတွေကိုစတဲ့တင်းမြတ်ပြီးတော့တိုက်ခိုက်လာတယ်ပေါ့နော်အဲ့လိုတိုက်ခိုက်တဲ့အခါမှာအစ်စရီးကအဲ့ဒီငါးနိုင်ငံစလုံးကိုဇွန်လ9ရက်6ရက်9ရက်8ရက်9ရက်10ရက်ပေါ့နော်ဒီ6ရက်ထဲနေပဲအဲ့ဒီငါးနိုင်ငံစလုံးကို အရှုံးပြီးတော့တဲ့အထီကိုဒါသူကတိုက်ခိုက်ခြင်းမို့ပြစ်ခဲ့တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီ6ရက်စစ်ပွဲဆိုပြီးတော့တော်လေးနာမည်ကြီးတယ်အဲ့လိုမျိုးတိုက်ခိုက်တာကိုမှဒီအစ္စရေးကနေမြေတွေအများကြီးလည်းပဲတင်ယူနိုင်ခဲ့တယ်ဒီစီးရီးယားရဲ့ဂူလန်ကုန်းမြေတို့ဂျော်ဒန်ရဲ့ဒီဂျေရုဆလင်တို့ပြီးတဲ့အခါမှာဒီအီဂျစ်မှာဆိုလို့ရှိရင်လည်းဒီစီးနေဂျွန်းဆွေတို့ဘာလို့လဲဆာပေါ့နော်အဲ့လိုမျိုးအများကြီးတိမ်မက်နိုင်ခဲ့တာပြီးတဲ့အခါမှာအခုပဋိပက္ခကြီးတွေအရန်ကိုကြီးမားနေတဲ့ဒီဟာမတ်စ်တေနီယာဒီဂါဇာခန်းမြောင်ပြီးတဲ့အခါမှာဒီဝက်စ်ဘန်အဲ့ဒေတာတွေကိုလည်းပဲ သူ့အနေနဲ့အဲ့ Chavez ဘွယ်မှာသူလုံးဝလုံးစုံစာတင်ပိုက်ခဲ့တာပေါ့နော်အဲ့လိုမျိုးတင်ပတ်နိုင်လိုက်တဲ့အခါမှာတော့ဒီကဘာလည်းပဲလုံးဝကိုရှော့ရသွားခဲ့တာပေါ့နော်လုံးဝအံ့ဩသွားခဲ့တာနောက်မှပေါက်တဲ့ရွှေကြပင်လေးကဒီအာရကဘာမှာဆရာကြီးတွေဆိုတဲ့လူတွေကိုအမုံကျိတ်ပြလိုက်တာအနံတိုက်ပြလိုက်တာဒါကြီးကလုံးဝကိုအံ့ဩဆရာကြီးဆိုပြီးဒါကဘာလည်းမြင်ကြတယ်ပေါ့နော်ပြီးတဲ့အခါမှာဒီအဲ့ဒီအချိန်မှာပဲပေါ့နော် အာ Israel ကိုမြေတောင်မြောက်ပြီးတင်းပါလားဆိုပြီးတော့ဒါကြည့်နေတဲ့လူတယောက်ကလည်းရှိရေပေါ့နော် အဲ့ဒါကတော့တခြားမဟုတ်ဘူးပြအမေရိကန်ပဲအမေရိကန်ကဘာဖြစ်လို့အဲ့လိုမျိုးမြင်ရလဲဆိုလို့ရှင်ဒီအမေရိကန်ကအဲ့ဒီချိန်တုန်းကဒီဆိုဗီယက်ယူနီယံနဲ့ဒီစစ်မတိုက်ဖင်းနဲ့အားပြိုင်နေတဲ့စစ်အေခေကိုွားဖြစ်တယ်ဗျအဲ့ချိန်မှာဆိုလို့ရှင်သူအနေနဲ့ဒီကဘာပေါ်မှာကုမ္ပဏီဝါရကိုသူတက်နိုင်တဲ့တော့သူကဒီရှော့ရှော့ပြစ်ချင်တာပေါ့နော်သူကိုယ်တိုင်ကလည်းပဲအဲ့ဒီချိန်မှာဒီ BNN မှာဒီကုမ္ပဏီဝါရမပြန့်စီဖို့အတွက်ကိုစစ်တိုက်နေရတာအဲ့ဒါဟုတ်မှဒီအရှိအလေပိုင်းကိုလည်းပဲအဲ့ဒီဘာသာကိုမပြန့်စီချင်ဘူး ူဘလောက်ထိမပြောင်းစီခြင်းဘူးလဲဆိုတော့ကျွန်တော်ဒီတာတကတစ်ခုပြောရမယ်ဆိုလို့ရှိရင်1953ခုနှစ်ကဒီအီရန်နိုင်ငံမှာအာဏာသိမ်းမှုတစ်ခုဖြစ်ခဲ့တာအဲ့ဒီအာဏာသိမ်းမှုရဲ့နောက်ကွယ်မှာရှိတဲ့သူကဒီအမေရိကန်နဲ့အင်္ဂလန်အဲ့ဒါဟိုမှဒီအမေရိကန်နဲ့အင်္ဂလန်ကဒီသူတို့နဲ့မတည့်တဲ့ဒီကွန်မြူနစ်အစိုးရကိုဒီကွန်မြူနစ်ရုရှားအစိုးရကိုသဘောကျတဲ့သူကိုဖြုတ်ချပြီးတော့မှဒါသူတို့နဲ့တည့်တဲ့ဘရင်ကိုထိနှန်းတင်ခဲ့တာပေါ့နော်ဒါပေမဲ့အဲ့ဒါလည်းပဲမချလိုက်ပါဘူး ဒီ1989ခုနှစ်မှာပဲအခုဒီအလီအမင်းနီတို့အဖွဲ့ကနေပြောမှဒါပြန်ပြီးတော့ကျတော့သူတို့ဒီ3ရ revolution ကအောင်မြင်ခဲ့တယ်။အောင်မြင်တဲ့အခါမှာတော့ဒီ American နဲ့ Israel က Iran ရဲ့ number 1ရန်သူတွေဆိုပြီးတော့ဒါညခံခဲ့ရဘူးတယ်ပေါ့နော်။အဲ့လောက်ထိကိုဒါ American ကလည်းပဲ communist တွေကိုမလိုလားဘူးပေါ့နော်။အဲ့တော့သူ့အနေနဲ့ဒီအရှေ့တွေပိုင်းဒေသမှာသူ့နဲ့အယူအဆတူ democracy နိုင်ငံတူဘယင်လည်းမရှိတဲ့နိုင်ငံတနိုင်ငံကိုဒါသူ့အနေနဲ့ပြုစုပြောင်းပေးထားမယ်ဆိုလို့ရှိရင်ဒါသူ့အတွက်ကိုမှဒါစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းလဲအချင်းတကူရှိလာမယ်ဆိုတာတော့သူကသိတယ်ပေါ့နော်အဲ့ဒါနဲ့ပဲအမေရိကန်ကဒီ Israel ကိုဒီ cylinder ပစ္စည်းတွေစတင်ရောင်းချလာခဲ့တယ်ပေါ့နော် ဟုတ်ပြီအဲ့လိုနဲ့ဒီအမေရိကန်က Israel ကိုဝင်ရောက်တိုက်ခုပေးခဲ့တဲ့စစ်ပွဲကကျတော့ကျွန်တော်ဒီ Yunkiper စစ်ပွဲဖြစ်ပါတယ်1983ခုနှစ်မှာဒီ Israel ရဲ့ဘာသာရေးအထွတ်အမြတ်နေမှာပဲဒီ Egypt နဲ့စီးရီးယားအိုင်နိုင်ငံကပေါင်းပြီးတော့ကျတော့ဒီအရင်တုန်းကအစ္စရေးသိမ်းခဲ့တဲ့နေရာတွေကိုဝင်ရောက်သိမ်းပိုက်ရင်းနဲ့မှအစ္စရေးရဲ့အငိုက်ကိုဖမ်းပြီးတော့တိုက်ခိုက်တာ အဲ့လိုမျိုးတိုက်ခိုက်တဲ့အခါမှာဒါအစ္စရေးကလည်းပဲတော်တော်လေးကိုမှခံစားရတယ်ပေါ့နော်ဒါပေမဲ့ဒီနောက်ပိုင်းမှာတော့ဒီအစ္စရေးကလည်းပဲဒါပြန်ပြီးတော့ကျတော့သူတို့တွေကိုခြေမုံတိုက်ခိုက်အနာယူနိုင်ခဲ့တယ်အဖာဖြစ်လို့လဲဆိုလို့ရှင်တော့အဲ့ဒါကဒီအမေရိကန်ရဲ့အကူအညီကြောင့်လို့ပြောလေမမဟုတ်ပြအဲ့ချိန်တုန်းကဆိုလို့ရှင်အမေရိကန်ကဒီအစ္စရေးကိုဒီတင်ကားတွေဂျက်လေဂျင်တွေပြီးခါမှာဆစ်လက်တဲ့အသုံးပစ္စည်းတွေအများကြီးထောက်ပံ့ပေးခဲ့တာအဲ့လိုမျိုးထောက်ပံ့ပေးတဲ့အတွက်ဒါအစ္စရေးကလည်းပဲအနိုင်ရရလို့ပြောလို့ရှာတယ်ဒီချိန်တွေကပေါ့နော်ဒီအစ္စရေးအတွက်ရောအမေရိကန်အတွက်ရောဒါ win win situation လို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင် Israel တို့ကလည်းပဲဒါသူတို့တွေအနေနဲ့စစ်နိုင်သွားတယ် American အထွတ်ကလည်းပဲသူတို့တွေအနေနဲ့ဒီအရှေ့အလယ်ပိုင်းဒေသမှာဒီ democracy ကိုအခြေပြုထားတဲ့နိုင်ငံတစ်နိုင်ငံကိုဆက်လက်တည်ရှိထိန်းသိမ်းထားစီနိုင်ခဲ့တယ်အဲဒီလိုနဲ့ပဲ1988ခုနှစ်မှာအမေရိကန်သမ္မတဂျီမီကာတာကနေပြီးတော့အစ္စရေးနဲ့အီဂျစ်ကိုဒီနောက်ပိုင်းမှာဆစ်လုံးဝမဖြစ်စေဖို့အထွက်ကိုဒါသူ့အနေနဲ့ ဒါစာချုပ်ချုပ်ပြီးနိုင်ရဲ့ပေါ့နော်ငင်းစာချုပ်ကမှသူအဓိကတော့ဒီ Egypt အနေနဲ့ Israel ကိုလွတ်လပ်တဲ့နိုင်ငံတနိုင်ငံတစ်ခုအဖြစ်အတိအမှတ်ပြုပါရဲဆိုတော့ဒီဆွမ်းဆောင်ချက်ကိုဒါသူအနေနဲ့လွှမ်းဆောင်ပေးနိုင်ခဲ့တယ်။အဲ့လိုမျိုးလွှမ်းဆောင်ပေးနိုင်ခဲ့တဲ့အတွက်ဒါ Israel ကလည်းပင်ဒါ Egypt ကိုပြန်ပြီးကြတော့ဒီသူတိမ်မိထားတဲ့နေမိအချို့နဲ့ပြီးတဲ့ကမှဒီစင်းနေကျွန်းဆွေရအစားအဲ့လိုမျိုးပြန်ပြီးခဲ့ရတယ်ပေါ့နော်။ Egypt အနေနဲ့ကလည်းပင်အဲ့ဒီချိန်တုန်းကဒီ ဣသရေလကိုအတိမတ်ပြုတ်ပေးတဲ့ဒီအာရဗ်ကမ္ဘာမှာတခုတည်းသောနိုင်ငံတစ်နိုင်ငံပထမဦးဆုံးနိုင်ငံတစ်နိုင်ငံစတင်ဖြစ်ပေါ်လာပြီးတော့ကျွန်တော်အီဂျစ်ကိုတိုင်ကလည်းပဲအဲဒီအာရဗ်ကမ္ဘာကနေပြီးတော့ကျွန်တော်ဒါဒီမောင်းကန်ထုတ်ခံလိုက်ရတယ်ပေါ့နော်အဲကျတော့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်လည်းပဲဣသရေလကဒီအမေရိကန်နိုင်ငံရဲ့ဒီ NATO အဖွဲ့ဝင်မဟုတ်တဲ့တကယ်ဒီအမေရိကန်မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့တာဖြစ်ပါတယ်1982ခုနှစ်ကနေအခုဒီ2024ခုနှစ်အထိအမေရိကန်ကနေပြီးတော့ကျွန်တော်အစ္စရေးကိုထောက်ပံ့တဲ့အထောက်ပံ့ကပေါ့နော်အခုညီက မီလီယံဒေါ်လာ300ဘီလီယံကျော်ပါတယ်အဲ့ idea ကိုမှဒီ200ကျော်လောက်ကဘီလီယံ200ကျော်လောက်ကဒီ CIA အထောက်ပံ့နေဖြစ်ပါတယ်ဒီအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဆိုလို့ရှိရင် Israel ကိုဘယ်လောက်ထိထောက်ခံထားလဲဆိုလို့ရှိရင်ဒီ Israel ကဒီ Syria ရဲ့ Golan Commune ကိုသိမ်းပိုက်ထားတယ်ဆိုပေမဲ့အဲ့ဒါကိုဒီဒေါ်နယ်ထရန့်ကနေပြောကြတော့ဒီ Golan Commune က Israel ရဲ့အပိုင်ဖြစ်ပါတယ်ဆိုပြီးကျွန်တော်2019ကလည်းပြောခဲ့ပူတယ်ပြီးတဲ့အခါမှာဒီ Jerusalem ကိုလည်းပဲဒီ Israel ရဲ့မြို့ဖြစ်ကြောင်း သူ့အနေနဲ့အတီအလင်းကိုဒါအတိမတ်ပြုထားတယ်။ဘာမှဆိုလို့ရှိရင်လည်းပဲဒီအမေရိကန်တန်ရုံးတော်မှရှိနေပါတယ်။အဲ့လောက်ထိကိုသူ့အနေနဲ့လည်းပဲဒီအစ္စရေးကိုထောက်ခံထောက်ပံ့ပေးတာဖြစ်ပါတယ်။အနည်းချုပ်ပြောရမယ်ဆိုလို့ရှိရင်အမေရိကန်ကအစ္စရေးကိုဘာဖြစ်လို့ထောက်ပံ့နေလဲဆိုလို့ရှိရင်တော့ဒီအမေရိကန်နိုင်ငံရဲ့ထိပ်သီးပိုင်းတွေမှာဂျူးလူမျိုးတွေလည်းပဲရှိနေပြီးတော့နောက်ထပ်ပို့ပြီးတော့ကျွန်တော်အရေးကြီးတာကဒီအရှေ့လေပိုင်းဒေသမှာအမေရိကန်ကအစ္စရေးကို လူမိုက်မွေးထားတယ်ဆိုဆိုပြီးတော့ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်တောင်မှဒါမမဘူးဆိုပြီးသားကျွန်တော်တော့မြင်နေပေါ့နော်အစ္စရေးနဲ့အမေရိကန်လဝါချင်းရိုက်ပြီးတော့ဒီဘယ်နိုင်ငံကိုတိုက်ခိုက်စစ်စင်ရေးတွေလုပ်သင့်တယ်ဆိုတာမျိုးသူတို့တွေလှုပ်လေပဲဒါသူတို့ကလုံးဝဟိုဒီကြောက်တူးတုံရမယ့်နိုင်ငံဆိုတာမျိုးကမရှိဘူးအစ္စရေးအနေနဲ့အီရန်ကိုဘုံကျဲသင့်တယ်စီးရီးယားကိုလေကြောင်းကနေတိုက်ခိုက်သင့်တယ်ဆိုတာမျိုးဒေချာပေါ့ဒီအမေရိကန်ရဲ့ခွင့်ပြုချက်မရှိရင်လုံးဝမလုပ်ဘူးပြီးတဲ့အခါမှာဒီ အစ္စရေးအနေနဲ့ဝင်ရောက်တိုက်ခိုက်လို့အားလုံးလို့ရှိရင်သူတို့ရဲ့စစ်စင်ကြီးတွေထူပေါင်းမှုတွေကမအောင်မြင်ဘူးမထိရောက်ဘူးဆိုလို့ရှိရင်နောက်မှာအမေရိကန်ရှိတယ်အမေရိကန်ကငါနောက်ကနေပြီးတော့ဝင်ရောက်တိုက်ခိုက်ပေးတယ်ဆိုတာမျိုးအဲ့ message ကိုလည်းပဲဒီအစ္စရေးနဲ့အီရန်စနေရကြတိုက်ပွဲမှာလည်းပဲဒါကျွန်တော်အလုံးကမြင်တွေ့ခဲ့ရပြီအဲ့တော့ဒီအစ္စရေးကအမေရိကန်ရဲ့အရှိအလေပိုင်းဒေတာမှာဟွက်ဖဲလားဆိုလို့ရှိရင်တော့မဟုတ်ပါဘူး อิสราเอลကအမေရိကန်အထွတ်အရှိလေပိုင်းဒေသမှာဒီရှေ့ကနေကိုတိုင်မမမရက်တီပေးနေတဲ့ဒါဖွင့်ဖဲလို့ပြောမယ်ဆိုလို့ရှင်တောင်မှမမဘူးလို့ပဲဒါကျွန်တော်ကတော့မြင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကတော့ကျွန်တော်ဒီမှာပဲရှင်းနာမှာဖြစ်ပါတယ်ဗျတကယ်လို့မြန်နောက်ပိုင်းနေတကယ်ကျွန်တော်စိတ်ဝင်စားတဲ့အကြောင်းတွေလည်းပဲကျွန်တော်အနေနဲ့ဒီရှားဝေးတင်ဆက်တော့မှာဖြစ်တဲ့လိုမျိုးဒီကျွန်တော်ကိုတင်ဆက်စေချင်တဲ့အကြောင်းအရာတွေရှိခဲ့မယ်ဆိုလို့ရှင်လေးပဲဒါကျွန်တော်ကို comment box မှာတထောင်းစုခဲ့လို့ရပါတယ်